ားလုံးမင်္ဂလာပါ Today Psychology Classes Inside Today's Re Program လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့မမူငယ်ပါ Today Psychology Classes မှာဆရာမတော်သိငင်လွင်လက်အောင်မှာလလုံးနေတဲ့ therapist တယောက်ဖြစ်ပါတယ်ဒီနေ့ DBU လေးကနေပြီးတော့ကျွန်မဒီ codependency ဆိုတဲ့အကြောင်းအရာလေးတစ်ခုကိုအားလုံးနဲ့မျှဝေခြင်းပါတယ် codependency ဆိုတာကဒီတူတယောက်ကနေပြီးတော့တခြားသူတူတယောက်ကိုစိတ်ပိုင်းဆိုင်ရာအားဖြင့်အလွန်မင်းမိခိုတာတွေးတာအာဒီကိုယ့်ရဲ့လိုအပ်ချက်တွေကိုကိုကိုတော်မှာကိပစိုက်ပေနေလစ်လူရှူပြီးတော့ကိုကျိုးမငယ်ပဲတပားသူရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းတာအာတကယ်ကိုအာတခြားသူရဲ့အတိမတ်ပြုမှုကိုရဖို့အတွက်ပြင်းထန်ကြိုးစားတာပေါ့နော်ဒီလိုပြုမှုတွေအားလုံးကိုကျမတို့က codependency ည်ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီခါလေးကြာရင်သူတွေကဒီ codependency ဖြစ်နေတာကိုအာသူတုံးနဲ့သူကြမှာအင်တမနက်ဆိုင်နဲ့ချစ်ချင်းမြတ်တာရှိနေတယ်အာဒါသစ္စာဆောင်တည်းရဲ့အင်တန်ခိုင်မာတဲ့ relationship တကူရှိနေရဲ့ဆိုပြီးအထင်မှားတဲ့ကြားရပေါ့နော်တကယ်တမ်းကတော့ကိုယ့်ရဲ့အတိတ်မှာအန်တန်ရအနာတရား ရာခဲတဲ့တန်ရာဟောင်းတွေကိုမတိစိတ်ထဲကနေပြီးတော့ပြန်လဲပြင်ဆင်ဖို့ကြိုးစားနေရလို့ပြောလို့ရှိရင်ပို့ပြီးတော့မှန်လေးပဲပေါ့နော်စိတ်ပိုင်းဆိုင်ရာအရာကြည့်ရဆိုလို့ရှိရင်ကို dependency ကိုဒီလွန်ကဲတဲ့အဲစိတ်ပိုင်းဆိုင်ရာမိခိုးမှုပေးဆက်မှုပေါ့နော်တခြားသူကကိုနှစ်သက်စေချင်တာအာဒီလိုမျိုးတွေတက်နှက်ဆိုင်နဲ့ glucose ရှိတယ်ပေါ့နော်အာသူတွေငယ်စဉ်တုန်းကတွေးကြုံခဲ့ရတဲ့အတွေ့အကြုံတွေအဲ့ဒီအတွေ့အကြုံတွေကြောင့်ပဲ အာကိုကကိုကိုကိုဘလို့မြင်လဲကိုကိုဘလို့ဆက်ဆံလဲတခြားကိုကခြားသူဘလို့မြင်လဲဘလို့ဆက်သွယ်နေလဲဆိုရယ်အကြောင်းတရားတွေအထွက်ကိုပုံသွင်းဖန်တီးပေးလိုက်တယ်လို့မျိုးလဲဖြစ်နိုင်နေပေါ့နော်ငယ်စဉ်တုန်းကမဖြေရှင်းနိုင်ခဲ့တဲ့ဒီစိတ်ပိုင်းဆိုင်ရာအခြေအနေတွေသဘောတရားတွေကြောင့်မလို့တို့တွေအသက်ကြီးလာတဲ့ရွယ်ရောက်လာတဲ့အချိန်အောင်ဒီအရာတွေကိုပြန်ပြီးတော့ထက်ခါတလဲလဲဖန်တီးတယ်ဆိုရယ်နေသားမျိုးတစ်ခုကိုရောက်လာတတ်တဲ့အဲ့ဒါကို psycho analysis ရဲ့ဖခင်ကြီးတူဖြစ်တဲ့ အဖရော့ကပါပြောလေးဆိုရင်အာဒီ reputation compulsion ဖြစ်တယ်လို့ပြောတယ်အဓိပ္ပာယ်ကတော့တို့တွေရရှိခဲ့မှုတဲ့ရင်းနှီးခဲ့မှုတဲ့နာကျင်မှုပေါ့နော်အဲ့တာနာကျင်မှုကိုပြန်ပြီးတော့အာသူကဖန်တီးတယ်ဘလို့ဘာကြောင့်ပြန်ဖန်တီးရလဲဆိုတော့အဲ့နာကျင်မှုကိုအဆုံးသတ်သွားမလား ending တခုရမလားဒါမှမဟုတ်ဒီစာကျင်မှုအတွက်မကန်တဲ့အဖြေတခုနဲ့ပြီးဆုံးသွားနိုင်မလားဆိုတော့အာဒီမတိစိတ်တွေကနေမျောလင်းချက်နဲ့ဒီလို ုတူညီတဲ့အခြေအနေမျိုးပြန်ဖန်တီးဖို့လှုပ်ဆောင်စူးစမ်းချက်တစ်ခုဖြစ်တယ်ပေါ့နော်ကိုဒီပန်ဒစီ behavior ရှိတဲ့သူတော်တော်များများဆိုရင်သူတို့ရဲ့ငယ်စဉ်ဘဝမှာသူတို့ပြုစုဆောက်ရှောက်တဲ့ KK barrier ဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာမှာဟိုခံစားချက်ပိုင်းဆိုင်ရာသူတို့ unavailable ဖြစ်တာပေါ့နော်အ consistent မဖြစ်တာ stable မဖြစ်တာဒီလိုမျိုးတွေကိုတွေ့ရတယ်ပြောချင်တာကလေးလေးတယောက်အနေနဲ့လိုအပ်တဲ့ချစ်ချင်းမြတ်တာတွေအသီးမဲ့ပြုမှုတွေတွေးထွေးမှုတွေဒါတွေကိုပေးဖို့အတွက်ကိုစိတ်ခံစားချက်အားဖြင့်အဒီအစင်သိမဖြစ်နေတာပေါ့နော်နောက်ပေးလိုက်မပေး းလိုက်တာမျိုးအတည်ငြိမ်မှုမရှိတဲ့ပုံစံမျိုးတွေမျိုးနဲ့ကြုံတွေ့ခဲ့ရတယ်။အခလိကယ်လေးတွေအနေနဲ့ကသူတို့ကိုလစ်လူရှုမှုတွေအကူမဆိုင်မှုတွေကိုခံရတယ်ဆိုရင်နေရာမှာအဒီအရာတွေကိုသူတို့ဒီလုပ်ဖို့အတွက် handle လုပ်ဖို့အတွက်တမခက်ခဲလွန်နေဒါကြောင့်သူတို့ရှင်းတမ်းမှုအတွက်ဒီစိတ်ပိုင်းဆိုင်ရာ defense mechanism တခုတည်ဆောက်လိုက်တယ်အဲ့ဒါပါလေဆိုတော့သူအတုံးကြားတဲ့သူတယောက်ဖြစ်အောင်လုပ်မယ်အဲသူမရှိမဖြစ်ဖြစ်တဲ့သူတယောက်အနေနဲ့သူစူးစမ်း ားမင်းတခြားသူတွေပေါ်မှာ သူအကောင်းဆုံးဖြစ်အောင်ပေးဆက်မင်းကိုချိုးမငဲ့ပဲနဲ့သူဖြည့်စည်းမင်းအဲ့လိုမျိုးလုပ်တယ်ဆိုလို့ရှင်ဒီလူတွေကသူ့ကိုချစ်မှာပဲဒီလူတွေကသူ့နားမှာနေမှာပဲအဲ့ဒီအတွက်သူလည်း အဲ separation တန်လို့ရတယ်ဆိုရဲယူဆချက်တွေနဲ့ပေါ့နော်အဲအဲ့ဒီယူဆချက်တွေကနောက်ပိုင်းမှာ codependency ဖြစ်တယ်ဆိုရဲအပြုအမူသဘောထားတွေရဲ့အခြေခံဖြစ်လာတယ်တခြားသူတယောက်ရဲ့လိုအပ်ချက်တွေခံစားချက်တွေအတိမတ်ပြုမှုတွေဟာကိုယ့်ရဲ့တန်ဖိုးတစ်ခုနဲ့သွားပြီးတော့ချီနှောင်မိနေတယ်ဆိုရဲအနေထားမျိုးရောက်လာတယ်ပေါ့နော်ကိုယ့်ဘဝတွေကိုရောက်လာတဲ့သူတွေဟာဆိုလို့ရှိရင်လေအဲငယ်စဉ်တုန်းကတွေးခဲ့တဲ့သူတွေလိုပဲစိတ်ပိုင်းဆိုင်ရာမတည်ငြိမ်တဲ့သူတွေစိတ်ပိုင်းဆိုင်ရာ available မဖြစ်တဲ့သူတွေ ေဒီလိုမျိုးကိုပြန်ပြီးတော့တွေးကြတာများတယ်အတိတ်တုန်းကဖြစ်ခဲ့တဲ့ကိစ္စတုန်းကဖြစ်ခဲ့တဲ့မပြီးသေးတဲ့ဆက်ဆံရေးပုံစံတွေကိုတို့တွေကနောက်တစ်ချိန်ဟိုပြန်ပြီးတော့ဖန်တီးဖို့ဒီဆက်စင်ပေါ်မှာကပြဖို့ကြိုးစားတယ်ဆိုရင်အနေထားမျိုးပေါ့နော်အဲ့တော့ codependency ဖြစ်တဲ့သူတွေကဒီဇလန်းမှာကိုကအဲကေတင်တဲ့သူတခြားသူတယောက်ကိုကယူဆိုင်တည်တည်သူဆိုရဲဇက်ကောင်ကိုယူပြီးတော့အဲပြန်ပြီးတော့ ဖန်တီးတယ်အကြောင်းကတော့ဒီတစ်ခါမှာအမတူညီတဲ့ဇာတ်သိမ်းတစ်ခုရမယ်လှပတဲ့ဇာတ်သိမ်းတစ်ခုနဲ့ပြီးဆုံးသွားမယ်လို့သူတို့မျှော်လင့်ကြတယ်ပေါ့နော် ဒါပေမဲ့တကယ်တမ်းမှာကျတော့ကိုကိုတိုင်းတော့ဘာဖြစ်လို့ဖြစ်နေမှမသိတယ်ဆိုတဲ့အနေအထားတစ်ခုနဲ့အတိတ်ကနာကျင်မှုကိုထပ်ခါလဲလဲပြန်ဖန်တီးနေတာဖြစ်တဲ့အတွက်ဒီမပြေဝမှုတွေအကြောင်းမလို့စိတ်ထဲမှာစိတ်ပင်မဆင်းရဲမှုတွေနောက်ကိုရဲ့အလွန်အကျူးပေးဆက်နေမှုတွေအတွက်အနာကျင်မှုတွေပင်ပန်းမှုတွေဝမ်းနည်းမှုတွေပဲပို့ပို့ပြီးတော့များလာတယ်ပေါ့နော်ဆိုတော့ဒီထပ်ခါလဲလဲဖြစ်နေတယ်ဆိုတဲ့အခြေအနေတစ်ခုကဒီလွတ်ပြောက်ဖို့ဆိုရင် တို့တွေကဒီ unconsciously မသိဘဲနဲ့ဖြစ်နေတဲ့အနေအထားတစ်ခုကို consciously သိစိတ်နဲ့နားလည်နိုင်နေလက်ခံနိုင်နေဆိုတဲ့အနေအထားတစ်ခုရောက်ဖို့လိုတယ်။ဒါကြောင့်ဒီဆက်ဆက်ရေးတစ်ခုမှာငါသူများအတွက်ဘာတွေပေးဆက်ရမလဲ၊သူများကိုငါဘာတွေပြင်ဆင်ပေးရမလဲ၊ဘာတွေလုပ်ပေးရမလဲလို့တွေးနေတဲ့အစားဒီဆက်ဆက်ရေးကနေပြီးတော့ငါလိုချင်နေတာဘာလဲ။ဒီဆက်ဆက်ရေးကငါဘာကြောင့်ဒီလိုမျိုးထက်ကလည်းလည်းလုပ်နေရဲ့မိခွန်းတွေကို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 ပြန်ပြီးတော့ပေးဖို့လိုတယ်။ ကလေးတယောက်ကလေးလေးတယောက်အနေနဲ့မတက်နိုင်ဘူးဆိုတာရှိပေမဲ့အသက်ကြီးလာလို့အရွယ်ရောက်တဲ့အခါမှာသူတွေကအခုမှဖြစ်နေတဲ့အရာကိုနားလည်နိုင်စွမ်းရှိလာတယ်။အဲတော့အဒီဖြစ်နေတဲ့အရာတွေကိုသိနာလည်အောင်ကြိုးစားပြီးတော့ကို drop ပို့ပြီးတော့အကျိုးရှိတဲ့မှန်ကန်တဲ့ကိုကကိုစတေးစရာမလိုဘဲနဲ့အဒီကိုလိုချင်တဲ့အချစ်ချင်းမြတ်တာ အအတိမတ်ပြုဖို့ရနိုင်တဲ့ဆက်ဆံရေးပုံစံတွေကိုတည်ဆောက်ဖို့အတွက်ခွင့်ရေးရှိလာတယ်ပေါ့နော်။ဒါဆိုမလို့အတို့ရိစိတ်ပိုင်းဆိုင်ရာအနေနဲ့ပေါ့နော်ဒီလိုအကိုရဲ့အတိတ်မှာမသိတဲ့ unconsciously ဖြစ်နေတဲ့ patterns တွေကနေကိုယ်ကထွက်ဖို့ကြိုးစားနေတဲ့အဲ့အတွက်လေအကူအညီလိုအပ်တယ်ဆိုလို့ရှိရင် today psychology classes မှာစိတ်ပိုင်းဆိုင်ရာအကူအညီပေးနိုင်တဲ့ကျွမ်းကျင်သူတွေရှိနေပါတယ်ဆိုတာကိုသတင်းလေးပိုင်းနဲ့ကျွန်မဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။အားလုံးအများကြီးကျေးဇူးတင်ပါတယ် know.